ဘီလီယနာတတိတိုင်းတောင်တယောက်ခွင့်မရှိတဲ့ဒီသန့် member club တစ်ခုကိုမတ်တွေးမြို့မှာဖွင့်လှစ်လိုက်တဲ့ရော်နီဒိုရေးသမားလုံးမဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အတင်ဆက်နေပါလိမ့်ခရစ်စတီယာနိုရော်နီဒိုဆိုတာကမ္ဘာပေါ်လုံးလောကမှာဆန်ရှင်မှတ်တမ်းပေါင်းများစွာကိုရိုက်ချိုးခဲ့တဲ့ကံရင်းတယောက်ဆိုတာငင်းစရာမလိုပါဘူးဒါပေမဲ့ခုချိန်မှာအသက်40ရွယ်ရောက်ရှိလာပြီဖြစ်တဲ့ပေါ်တူဂီကျယ်ပွင်းကဘောလုံးကွင်းစီးပောင်ကိုကျော်လွန်ပြီးတော့စီးပွားရေးလောကမှာပါသူ့ရဲ့ empire ကိုကြေကြေပြန့်ပြန့်တည်ဆောက်နေပြီဖြစ်ပါလိမ့်မကြာမီကထွက်ပေါ်လာခဲ့တဲ့ဒရင်တွေအရတော့ရော်နီဒိုကသူအောင်မြင်ဆုံးချိန်တွေကိုဖျက်ဆီးခဲ့ရာစပိန်နိုင်ငံမက်ဒရစ်မြို့မှာ ထူးတည်သက် member club private member club တို့ကိုဖွင့်လှစ်လိုက်ပြီးလို့သိရပါတယ်။ဒီကလပ်ကတာမန်စိန်ခံ club တို့မဟုတ်ဘဲနဲ့စီကန်းချက်တွေဝင်ဆောင်မှုတွေနဲ့ဝင်ကြီးတွေရကမ္ဘာထိပ်တန်းလူချမ်းသာတွေနဲ့ထက်တန်းစားလွှာတွေအတွက်သာရည်ရထားတဲ့ safe haven လုံခြုံစိတ်ချရတဲ့နားခွေရာတစ်ခုဖြစ်ပါတယ်။စီပွားရေးလုပ်ငန်းတစ်ခုမှာရည်ကြီးဆုံးက location ဒီနေရာဖြစ်ပါတယ်။ Ronaldo ကအဲဒီ club ကိုမတ်တွေမျိုးရဲ့ Golden Mile Milati Oro လို့ခေါ်တဲ့နေရာမှာဖွင့်လှစ်ဖို့ရွေးချယ်ခဲ့ပါတယ်။ဒါကမတ်တွေမျိုးရဲ့ Slama Kana KI ထဲမှာရှိပြီးတော့ကမ္ဘာကျော်စိန်ခံ brand တွေ တံပိုးကြီးစားတောက်ဆိုင်နေတဲ့သမိုင်းဝင်အဆောက်အုံတွေစုဝေးရာအချက်ချာကြတဲ့နေရာဖြစ်ပါတယ်ဒီနေရာမှာဆိုင်ဖွင့်နေဆိုတာကရင်ဖရစ်စတကီဂုံတဲ့ခါတစ်ခုဖြစ်ပါတယ်မာဒီကာရော်နယ်ဒိုအတွက်ဒုတိယအိမ်ဖြစ်ပါတယ်ဗီယမတီကလပ်ကစားမဘွားကိုနေတာကာလာတွင်သူကဒီမျိုးနဲ့အရင်ကြီးကျွမ်းဝင်ခဲ့တာဖြစ်ပြီးတော့ဒီမျိုးကလူချမ်းသာတွေလူပညာရှင်တွေရဲ့လိုအပ်ချက် market demand ကိုကောင်းကောင်းနားလည်ထားပုံရပါတယ်ဒီကလပ်ရဲ့ထူခြားဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးစည်းကမ်းကတော့ဖုံးယူဆောင်မလာရတပ်ပုံမရရဆိုတဲ့အချက်ဖြစ်ပါတယ်ဒီဘက်ကမှလူတိုင်းကဆိုရှယ်မီဒီယာပေါ်မှာရှိနေကြပြီးတော့ နာမည်ကြီး celebrity တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လွတ်လပ်မှုဆိုတာရှားပါးပစ္စည်းဖြစ်လာပါပြီ။စားတော့ဆိုင်သွားရင်ဓာတ်ပုံခိုးရိုက်ခံရမယ်။စကားပြောရင်အတန်ဖန်းခံရမယ်ဆိုရယ်ဆိုရင်စေတီရှိနေကြပါပြီ။ Ronnie Webb Club ကအဲ့ဒီပြဿနာကိုဖြေရှင်းပေးလိုက်တာပါ။ဖုံးမပါတဲ့အတွက်ဒီနေရာကိုရောက်လာသူတွေကလူမှုကွန်ရက်ကိုမေးထားပြီးတော့တယောက်နဲ့တယောက်မျက်ချင်းဆိုင်စကားပြောခွင့်စီးပွားရေးဆွေးနွေးခွင့်နဲ့အနာယူခွင့်ကိုပြေဝါရရှိစေပါပြီ။ဒါက Digital Kit မှာတံပိုးကြီးဆုံးဝင်ဆောင်မှုတစ်ခုဖြစ်ပါပြီ။တယောက်နဲ့တယောက်မျက်ချင်းဆိုင်စကားပြောခွင့်စီးပွားရေးဆွေးနွေးခွင့်နဲ့အနာယူခွင့်တွေကို အပြေအဝရရှိစေပါ ड़ी ဒါကဒီတခေတ်မှာအကြီးမားဆုံးတန်ဖိုးကြီးဆုံးဝန်ဆောင်မှုတစ်ခုဖြစ်ပါ ड़ी ရော်နယ်ရဲ့ကလပ်ကပါရီပွဲတွေအတွက်တသက်မဟုတ်ဘဲနဲ့ business and pleasure အလုံးနဲ့အပန်းဖြေမှုကိုမျှတအောင်ပေါင်းစပ်ထားပါ ड़ी ဒီကလပ်မှာကဘာထိတ်တန်းစားတောက်ဆိုင်၃ဆိုင်ပါဝင်မယ်လို့ကြည်ရပါ ड़ी ရော်နယ်ကကျမကြီးလိုက်စားသူဖြစ်လို့ရည်သွေးမြင့်စားစာတွေကိုသာဦးစားပေးမှတေးကြပါ ड़ी ဒါပြင်ဝိုင်းချစ်သူတွေအတွက်ဒီတန်းဝိုင်းဆယ်လာလည်းပါဝင်အောင်မှဖြစ်ပါ ड़ी co-working space ကိုပါထည့်သွင်းဖွင့်ထားမယ်ဆိုတော့ရော်နယ်ရဲ့ခင်မိတဲ့စိတ်ကူးဖြစ်ပါ ड़ी ဓမ္မယုကျမဘတ်ကလပ်တီလိုတောက်စားပြောပါရုံမဟုတ်ဘဲနဲ့စီးပွားရေးလုပ်ငန်းရှင်တွေတွေ့ဆုံမှုအလုပ်လုပ်ဖို့အတွက်တည်ထက်ရုံခန်းရင်နဲ့ပူတွေလှောက်ဆောင်နိုင်တဲ့နေရာတွေကိုပါထည့်သွင်းပေးထားတာပါ။ Podcast Studio လည်းပါဝင်တာဆိုတော့အရန်ကိုထူးခြားတာဖြစ်ပါလိမ့်။ Radio Korean ကလည်း Your Christiano ဆိုတဲ့ YouTube Channel ကိုထောင်ထားတဲ့သူဖြစ်လို့ Content Creator တွေနဲ့ Media သမားတွေအတွက် Kimmy Studio တခုထည့်သွင်းပေးတာကသူ့ရဲ့ Media Vision ကိုပြသနေပါလိမ့်။နောက်တော့ဒီ Club မှာအတင်းဝင်ဖြစ်ဖို့ဆိုတာကပိုက်ဆံရှိအောင်နဲ့မရပါဘူး။ဝင်ကြီး Euro 15000တက်မှတ်ထားတာဖြစ်ပါလိမ့်။ ဒါကမြန်မာငွေနဲ့ဆိုရင်တော့3900ကျော်ရှိရဝန်းကျင်လောက်ရှိမှာပါဒီငွေကမာနာအဖြစ်များပြီးမြေဥယျာဘကတထေးတွေအတွက်ကတော့မပြောပါတော့ပါဘူးဒါပေမဲ့အဓိကဒါစီက via invitation only ဖိတ်ခေါ်ခံရသူများသာဆိုတဲ့အချက်ဖြစ်ပါတယ်ရော်နေုံနဲ့သူရဲ့ပါနာတွေကအသင်းဝင်တွေကိုစီစီရွေးချယ်မှာဖြစ်ပါတယ်ဆိုလိုချင်တာကဒီကလပ်ထဲရောက်သွားရင်တွေ့ရမယ့်သူတွေကအစဉ်တန်းတူစိတ်တူကိုယ်တူရှိသူတွေ like minded people တာဖြစ်စီဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်ဒါက networking အဆက်အသွယ်တည်ဆောက်ခြင်းအတွက်အရန်ကိုမှကောင်းမွန်တဲ့ပတ်ဝန်းကျင်ဖြစ်ပါတယ် အသက်၄၀ရွယ်တော်တွေကဘလုံးကင်းကနေထွက်ခွာရမယ့်နေ့ရက်ကိုကြိုတင်ပြင်ဆင်နေတာကြာခဲ့ပါပြီ။ Pistana Sia 7 Hotel ဟိုတယ်လုပ်ငန်းမှာအောင်မြင်ပြီးသားပါ။ Sia 7 Brand ရဲ့ဝတ်စားရေမွေးမျက်မှန်နဲ့အသုံးဆောင်ပစ္စည်းတွေထုတ်ပါရီ။မီဒီယာအနေနဲ့ကြည့်ရင်လည်း Your Cristiano YouTube Channel ကိုထောင်းထားတာဖြစ်ပါရီ။မကြာခင်ရပိုင်းတုန်းကပဲ Madrid ခြေဆိုင် OFC MMA မှာရှယ်ယာရှင်ဖြစ်လာခဲ့ပါရီ။ Lifestyle အနေနဲ့ကတော့အခုနောက်ဆုံးပေါ် Member Club ကို Ronaldo ကတိုးချဲ့လောက်ကင်လာခဲ့ပါပြီ။ ဒီလုပ်ငန်းတွေအားလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်တော့ Ronaldo ကသူ့ရဲ့နာမည် personal brand ကိုအသုံးပြုပြီးတော့ကျမ်းမာရေးအလှပစိန်ခံမှုနဲ့မီဒီယာစားရိတ်ကဏ္ဍဆောင်ကိုလွှမ်းမိုးဖို့ကြိုးစားနေတာတွေ့ရပါတယ်။မာဒီမျိုးက Ronaldo ရဲ့တည်ထောင် club ဟာတာမန်စီးပွားရေးလုပ်ငန်းတစ်ခုထက်ပိုပါတယ်။ဒါက Cristiano Ronaldo ဆိုတဲ့လူတစ်ယောက်ရဲ့ဘဝနေထိုင်မှုပုံစံ lifestyle ကိုရောင်းချခြင်းဖြစ်ပါတယ်။ဒီ club ကစီကံကြည့်ခြင်း discipline ကိုဖုံးမတုံးရစီကံနဲ့ပြပါတယ်။အောင်မြင်လို့စိတ် ambition ကို co-working space နဲ့ပြပါတယ်။အည်သွေး quality ကိုထိတ်တန်းစားတောက်ဆိုင်ရည်နဲ့ပြသပါတယ်။ ရနေကဘောလုံးကွင်းထဲမှာအကောင်းဆုံးဖြစ်ခဲ့တယ်လို့ဘောလုံးသမားဘောကအားယူပြီးတဲ့အချိန်မှာလဲစီပွားရေးလောကရဲ့ဘလုံးရောဆုရှင်ဖြစ်လာဖို့ခိုင်မာတဲ့ခြေလှမ်းတွေနဲ့ရှောင်လန်းနေပြီဆိုတော့ဒီကလပ်ဖွင့်လှစ်မှုကတက်တည်ပြနေပါပြီ။ဖုန်းနေပိတ်ထားပါဒါမဲ့စီပွားရေးကိုမျက်လုံးဖွင့်ထားပါလို့ရနေကမတ်တင်မျိုးလေကနေကဘာကိုပြောလိုက်တယ်လို့ပါပြီ။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်များ။